ောကမှာမင်းအချိန်တရာလောက်မှန်ကြည့်လိုက်မင်းကိုဂုံပြုတ်မဲ့သူလည်းမရှိဘူးချီးကျူးမဲ့သူလည်းမရှိဘူးအဲအဲ့ဒီအမတခါလောက်မှားွားပြီဟေးဆိုလို့ကတော့လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်နေပယ်အတီးတီးမှာပဲဖြစ်ဖြစ်အဲ့ဒီအမအိုဒီတဘောအလုံးပြောလို့မပြီးတော့အဲ့လားအဲ့လားနောက်တော့တစ်ခုရှိသေးတယ်ကောင်းတာအခါတရာလုပ်ရင်ကောင်းတဲ့အခါတရာကိုဘယ်သူမှမမြင်ဘူး အဲအဲ့ထဲမှာမကောင်းတဲ့အချက်လေးတခုခုတွေ့သွားပြီးအမှားသွားပြီးမတော်တဆဖြစ်သွားပြီးဟေးဆိုလို့ရှင်အဲ့ဒီအမှားကိုပြောလို့မပြီးတော့တချို့ဆိုစူးစမ်းခြင်းစိတ်တွေတောင်ပြောက်ကြတာပေါ့နော်အဲ့လိုမျိုးအာလောကမှာဝေဖန်တိုက်ခိုက်လို့စိတ်သက်ကြမယ်ဆိုလို့ရှင်တခြားဘသူ့ဟောမှာမကြည့်နဲ့ဒီမှာဒီမှာတစ်ယောက်လုံးရှိတယ်နော်တစ်ယောက်လုံးရှိတယ် စိတ်ကကြမယ်လို့တွေးတိုင်းဩငါနောက်မှာငါမိသားစုတွေရှိတယ်အာငါ့ကိုမိခိုးနေတဲ့ခဏရသားသမီးတွေတချို့ရှိတယ်ဩအဲ့လိုမျိုးပေါ့အဲ့ဒါလေးတွေးလိုက်လို့ရှင်စိတ်ကကြနေတဲ့အရာတွေပျောက်သွားလိမ့်မယ်လောကကြီးမှာရှိတဲ့လူတွေပေါ့နော်လောကကြီးမှာရှင်လောကတွေနဲ့တော့နိုင်ကုန်အဲ့လိုမျိုးပေါ့ပြောချင်တာစိတ်တက်မကြနဲ့တခုခုဆိုလို့ရှင်အာကိုလန်းကိုဆက်လျှောက်လူငယ်တွေတက်အခုချိန်မှာအခွင့်အရေးအများကြီးရှိတယ်ကွာ အဲနောက်လာမဲ့ကလေးတွေလည်းအဲ့လိုမျိုးပေါ့နော်အဲ YouTube တို့ဘာတို့အကုန်လုံး YouTube အဲ Facebook TikTok ပေါ့နော်အခုချိန်မှာအဲကိုယ့်ရဲ့ social media ကိုပြန်ခိုင်းနိုင်တဲ့သူတယောက်ဖြစ်အောင်ကြိုးစားကြပါလူငယ်တွေလည်းပေါ့နော်အဲအများကြီးအားလုံးတခြားလူငယ်လေးတွေလည်းအများကြီးတွတ်တက်ကြပါစေနောက်လာမဲ့လူငယ်တွေကိုလက်တွဲခေါ်ချင်ပါတယ်